ဒါလေးမှာကျွန်တော်တို့ရှင်နေကခံစားချက်တွေကဘလောက်ပဲကြီးထွားနေပါစေဘလို့ပဲကြီးကျယ်နေပါစေဘလို့ပဲဒဏ်ရာတွေရနေပါစေတစုံတစ်ယောက်ရဲ့ရင်ထဲမှာတော့မြို့မုံတစားတော်မှပဲတတ်မှတ်တယ်ဆိုတာမျိုးမရှိတကြအောင်ဆိုတော့ကျွန်တော်တို့ရဲ့ခံစားချက်တွေကျွန်တော်ရင်မထက်ရဖြစ်တည်နေတဲ့အရာတွေဟာ ကိုတံပိုးထားပြီးတော့ကိုမျောလင့်ထားတယ်လို့ဖြစ်မလာတဲ့ခါကြလို့ရှိရင်နှလုံးသားတွေပွဲကြည့်ရတယ်ခံစားချက်တွေဟလာနှမျောတတဖြစ်ရတယ်အဲကြောင့်ကိုရဲ့ရင်မထဲမှာတကယ်လို့ဖြစ်လာပြီဆိုရင်ကိုရင်မထဲမှာပဲရှိပါစေတခြားသူကဘလို့ပဲထုတ်ပြနေပါစေတခြားသူဘလို့တွေပဲဖွင့်ဟန်နေပါစေသူတို့အတွက်အရေးမပါဘူးဆိုရင်ဒါဟာအရေးမပါတဲ့အရာပဲဒါကြောင့် သင်ခံစားရတာသင်တန်ဖိုးထားရတဲ့အရာသင်မျောလင့်ထားတဲ့အရာကတန်ရဲ့လားပေါ့ပြန်စဉ်းစားပါပြီးရင်ဒီအရာတွေကကျွန်တော်နှိုင်းရှင်တက်ဖို့လိုတယ်ကိုဘလောက်ပဲပြီးဆက်ခဲ့ပြီးဆက်ခဲ့ကို့အတွက် feedback တစ်ခုမှ ပြန်မလာတဲ့အခါကျလို့ရှိရင်စပြီးတော့နှိုင်းရှင်ဖို့လိုတာပဲเนาะနှိုင်းရှင်တယ်ဆိုတာကျွန်တော်တို့ကရွေးချယ်မှုတစ်ခုကိုပြုလို့မဟုတ်ပါဘူး โอเคအဲ့တော့ရွေးချယ်မှုလုပ်ပြီးဆိုရင်ဘီရှင်မနောက်မှာလက်ခံခြင်းဆိုတာကိုစဉ်းစားဖို့လိုတယ်။ဒါကြောင့်ဘဝမှာအခက်အခဲတွေဖြစ်လာတယ်။အသေးတွေပွဲရတယ်၊ရင်းတွေပွဲရတယ်ခါကြမျိုးရှိရင်တင်ကလက်ခံတတ်ဖို့ကြိုးစားပါ။ပြီးရင်ဒီကနေတဆင့်ကိုယ့်ရဲ့တကယ် real life goal ကိုတွားဖို့ပန်းနိုင်တဲ့တတ်ပါပါ။တဆင့်နေလို့ပါ။တင်တို့ဝေးလာကြတယ် တယောက်ထဲမှာမိုးလာတာပါဒါကြောင့်ကျွန်တော်တို့သွားတဲ့လမ်းခီးမှာအဖို့ပါလို့ရှင်ရတယ်အတူတူသွားရမယ်မပါတဲ့အခါကျရင်လည်းတယောက်ထဲသွားရမှာပဲဟုတ်ဘောကမလို့ပဲပဲပဲဂျုံဂျုံကိုတယောက်ထဲခံစားနေရတယ်မတွေးဘူးကျွန်တော်ကြံပေးခြင်းတယ်အမြဲတမ်းဘောကမှာကိုထက်ကန်ဆိုးနေတဲ့သူတွေကိုထက်မပြည့်စုံတဲ့သူတွေကိုထက်ဒုက္ခရောက်နေသူတွေအများကြီးပဲဆိုတော့ ပြီးတော့ပါမနှက်ဖြန်တိုင်းမှာသင်ကအသက်ရှင်နေရတယ်မနှက်ဖြန်တိုင်းမှာသင်ကအသက်ရှူနေရတယ်မနှက်ဖြန်တိုင်းကိုလိုးထနေရတယ်ဆိုလို့ရှိရင်ကဘာပေါ်မှာသင်ကကံကံဆုံးပြောပါဘယ်နော်